ဗီဂန်နီဓာတ်ပုံတွေနဲ့ညွေကိုကြိုးစုံနေတဲ့ K-pop idol များကဘာတဝန်းချုပ်နေရများမှာလအနေငယ်တွေကနှွေရဲ့အရသာဟာစတင်နေပြီဖြစ်ပါတယ်။သို့တော်လည်း K-pop idol အချို့ကတော့ကန်းခြေတွေတို့တွားရောက်လဲပတ်ခဲ့ကြတာပြီးခဲ့တဲ့ဇန်နဝါရီလတည်းကပါအပန်းဖြေခီးဒါမှမဟုတ်အလုတ်ခီးစဉ်အတွင်းမှာပေါ့အခုမြင်တွေ့ရမှာကတော့2025ခုနှစ်အတွင်းသူတို့ရဲ့လှပလုံးတဲ့ဗီဂန်နီဓာတ်ပုံတွေကိုပရိသတ်များထံပေါ်ပြခဲ့ကြတဲ့ idol တွေပါပဲ။ ဂယူရီကာရာဒီလာဆန်းပိုင်းမှာဂယူရီဟာသူ့ရဲ့ Instagram မှာပုံတင်ပြီးစာကိုတော့နှွေရတာကိုခန်းစားခြင်းလို့ရေးသားထားပါတယ်။ဓာတ်ပုံထဲမှာမိတ်ကပ်မပါတဲ့မျက်နှာလှပမှုနဲ့အတူရေကူးဝတ်စုံနဲ့တာယာလို့နေပါတယ်။အရင်တုန်းကလည်းဂယူရီကအခြားပန်းဖြေခီးဓာတ်ပုံတွေကိုတင်ခဲ့ပါသေးတယ်။သူ့ရဲ့အေးဆေးစွာအနားယူကနေအောင်ကြီးနဲ့အပန်းဖြေနေတဲ့ပုံကိုပေါ့ ဂျန်နီဘလက်ဘင်မေလအစပိုင်းမှာဂျန်နီကပရိသတ်တွေအံ့ဩသွားအောင်သူ့ရဲ့ကိုချေလာ2025ဖျော်ဖြေမှုအတွက်နောက်ွယ်ကပုံရိပ်တွေအဖြစ်ဓာတ်ပုံနဲ့ဗီဒီယိုများကို Instagram မှာဖော်ပြခဲ့တယ်။သူ့ရဲ့အချင်းချင်းပုံရိပ်တွေကိုပရိသတ်များကနှစ်သက်ခဲ့ပေမဲ့ဂျန်နီရဲ့ဘီကနီဓာတ်ပုံများကတော့အထူးသဖြင့်ခေါင်းကြီးပိုင်းသတင်းဖြစ်ခဲ့တယ်။ဆိုရှယ်မီဒီယာပေါ်မှာတော့ဂျန်နီရဲ့ကိုကိုကိုယုံကြည်မှုနဲ့သူ့ကောက်ကြောင်းလှအပေါ်ပရိသတ်များက2000အားရဖြစ်ခဲ့ကြပါတယ်။ Harry Giles တွေဇန်နဝါရီ25ရက်နေ့မှာအိုင်နိုမင်းသမီး Harry ဟာသူ့ရဲ့ဖိလစ်ပိုင်ပန်းဖြေခီးအတွင်းကကဲချစ်တပ်ပုံများကိုဖော်ပြခဲ့ပါတယ်။အချို့တပ်ပုံများမှာသူကပင်လယ်စိမ်းရောင်ဘီဂနီဝစ်စင်ထားကအပျော်စီးသင်းမောမှာအပန်းဖြေနေခဲ့တယ်။2024ခုနှစ်တုန်းကခရက်တစားသုံးမှုလုံးဝဖျက်တော့ကတင်းကျပ်တဲ့ဝိချမှုကိုသူလုံးနေကြောင်း Harry ကဖွင့်ဟခဲ့ဘူးတယ်။ဒီဝိချမှုရဲ့ရလက်အနေနဲ့ကတော့သူ့ကိုလေးချိန်ဟာ119ပေါင်မှ123ပေါင်အတွင်းကျော်ကြသွားပါတယ်။ လီဆာဘလက်ပင့်ဇန်နဝါရီလတုန်းကအိုင်ဒွန်နဲ့မင်းသမီးလီဆာဟာ Instagram မှာသူ့ပန်းဖြေခီးကပုံရိပ်တို့ကို emoji များရေးသားကဖော်ပြခဲ့ပါတယ်။လီဆာဟာသူ့ပိတ်ဆံလုံးနဲ့အသေးရစရာကြိုးတလုံးဝတ်စုံနဲ့တာယာတဲ့အပူပိုင်းဒေတာရဲ့အပန်းဖြေခီးမှာအနားယူနေတဲ့ပုံရိပ်များကိုတွေ့ရမှာပါ။ ဂျီဟို twice ဇန်နဝါရီလတုန်းက twice ဂျီဟိုဟာပရိသတ်တွေကို surprise တိုက်ခဲ့တယ်သူရဲ့ Hawaii အပန်းဖြေခီးပုံတွေ Instagram မှာတင်ပြီးတော့ပေါ့ပုံတွေထဲမှာဂျီဟိုရဲ့တူပိတ်ရေချိုးဝှစ်ုံနဲ့အတူပုံတွေရဲ့ရာသီဥတုမှာတာယာနေပုံကိုတွေ့ရမှာပေါ့ဆိုမီဧပြီလအတွင်းတကူတော်အဆိုတော်ဆိုမီကဒဲဘာပွဲအတွက်အီတလီကိုသွားရင်အပန်းဖြေနေပုံအချို့ဖော်ပြခဲ့ပါတယ်ပုံထဲမှာရေကူးကန်ကသူ့ရဲ့ပုံရိပ်အချို့ကိုတွေ့နိုင်မှာပေါ့နောက်ပြီးပတ်ဝန်းကျင်ကလည်းအရန်နှာနေပါတယ် ဆွန်နာအွန်းအိုင်နိုမင်းသမီးဖြစ်တဲ့ဆွန်နာအွန်းကသူ့ရဲ့ Instagram မှာကန်းချီနောက်ခံတဲ့ဓာတ်ပုံတွေကို Instagram မှာဖော်ပြခဲ့တယ်။ပုံတွေထဲမှာနာအွန်းကသူ့ရဲ့သေးတွေတဲ့ခန္ဓာကိုယ်ကိုဗီကနီနဲ့ပြသခဲ့ပါတယ်။သူ့ရဲ့တင်ပါကြစ်ကြစ်လေးရဲ့အလှကိုမြင်သာစေဖို့အတွက်ကန်းချီဝတ်စုံကိုအောက်ပိုင်းမှာဝတ်ကားဦးစားပေးထားခဲ့ပါတယ်။